ဒီလေးစရာကြောင့်ဘုဒ္ဓကြီးကိုအပေါင်းအသင်းတချို့ကဘိုးဆောင်ရံလို့လည်းနာမည်ပေးခဲ့တာရှိပါသေးတယ်ဘုဒ္ဓကြီးဟာမော်တော်ယာဉ်ပြည့်စွဲခြင်းဖြင့်လည်း တွာလာလျင်ဝါသနာရှိခဲ့တဲ့ရှင်းအောင်ပစ္စည်းစုဆောင်ခြင်းများကိုလည်းစုဆောင်နေပါသေးတယ်။ငင်းညံတော်မူငေါ်တော်ရင်ကြီးဆွေးခြင်း လုပ်ငန်းမှတစ်ဆင့်ငယ်စဉ်ကစိတ်ကူးရင်ငယ်တော်ကားပူပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းအတွက်ထပ်မံတိုးချဲ့ခဲ့ပြန်ပါတယ်။ရှင်းဝရှင်းအောင်များဝယ်ယူပြီးကားဖြတ်ခြင်းလုပ်ငန်းမှထွက်ရှိလာတော့ မော်တော်ယာဉ်ပုံပစ္စည်းများဖြင့်ကုသက်ကားပစ္စည်းဆိုင်ဆိုပြီးလဲထပ်မံဖွင့်လှစ်ခဲ့ပါသေးတယ်။၎င်းနောက်ဂရင်းဝန်ဆောင်မှုလုပ်ငန်းထပ်မံတိုးချဲ့ပြန်ပါသေးတယ်။ဂရင်းဝန်ဆောင်မှုလုပ်ငန်းမှအတူစိတ်ကူးရင်ဆန်ဆန်နေတက်ခဲ့သောလူချမ်းကြီးရဲ့အမှုပညာဆန်လာသောအတွေးကော်များနဲ့အတူစကပ်ပါချာဆိုတဲ့ဘဘူးယုံတစ်ခုကိုလည်း တီထောင်ခဲ့ပြန်ပါလေတယ်။အခုပညာရှင်များကိုခေါ်ယူပြီးစိတ်ကူးရင်ဆန်သောဗဟုရုပ်ထုများကိုလည်း twin to သိသိခဲ့ပါလေတယ်။ကုသကြီးဟာမိမိဝေယူထားသောမော်တော်ယာဉ်ဟောင်းများမဖြတ်မိတွင်မိမိနေထိုင်ရာရပ်ကွက်တွင်မှနာရေးများရှိခဲ့လျင်လည်းမိမိပိုင်သောကားဖြင့် ရက်ွယ်အတွင်းမှာလုံတိုင်းသူနာယေပို့ဆောင်သူများကိုပို့ဆောင်ခဲ့သောပရာဟိတလုပ်ငန်းတစ်ခုကိုလည်းလုပ်ကိုင်ခဲ့ပါသေးတယ်။ဘာသာရေးကိုင်ဆိုင်သူမိမဆရာများ၏ဂုဏ်ကျေးဇူးကိုတည်တတ်သူတယောက်လည်းဖြစ်ခဲ့သလိုအမှန်တရား၏အရေးနှိမ်မှုကို အင်မတန်မုန်းတီးယွံရှာသောသူတယောက်ဖြစ်လေမြင်တွေ့ရပါတယ်။အမှန်တရား၏အရင်းနှိမ်ခြင်းကိုယုံမုန်းသောသူတို့မကြာခဏဆိုသလိုအရေးနှိမ်မှုအားဖြည့်ရှင်ရင်ချင်းမြန်လက်မြန်ရှိတသောကုသကြီးတို့ဖြည့်ရှင်ရမှုတွေဟာခဏခဏရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီနောက်မှာတော့ကုသကြီးကိုတချို့သောတိုင်းဝိုင်းများကဇိုးတယောက်လို့လည်းတတ်မှတ်ခံခဲ့ရခြင်း ရှိခဲ့ပါသေးတယ်။သို့တော်လည်းရုပ်မှခြင်းမရှိပဲအမှန်တရားအတွက်ဆိုဘယ်လိုပင်ဖြည့်ရှင်းရပါသည်။ဘယ်လိုပင်ရင်ဆိုင်ရပါသည်။ရင်ဆိုင်မယ်ဆိုတဲ့ကုသကြည်ရဲ့တတ္တိဟာလည်းကုသကြည်ကြောင့်တည်သူတွေအတွက်အင်မတန်လေးစားစရာကောင်းတယ်လို့ပြောကြားခြင်းကိုလည်းသိရှိခဲ့ရပါသေးတယ်။ပွင့်လင်းမြေသာပြီးရိုးရှင်းတဲ့သူ့ရဲ့စိတ်ကြောင့်စိတ်ထဲမှာရှိတာကိုတဲ့တဲ့ကြီး လုံးပြတ်တက်တာလဲသူ့ရဲ့တဘာဝပါပဲဒီလေးစရိုက်ကြောင့်ကိုတကြီးကိုအပေါင်းအသင်းတချို့ကဘိုးဆောင်ရန်လို့လဲနာမည်ပေးခဲ့တာရှိပါသေးတယ်သို့သောပတ်ဝန်းကျင်ထိခိုက်မှုနဲ့မိသူတူတယောက်ကိုမှစော်ကားလိုခြင်းမရှိခဲ့တော့သူ희စိတ်နဲ့အညီအခြေအနေတစ်ခုနဲ့အချိန်တစ်ခုကိုရောက်ခဲ့လေသောအခါမှာတော့မိမိငယ်စဉ်ကတည်းကဝါသနာရှိခဲ့လေသောပရာဟိတလုပ်ငန်းဘက်သို့ ူပြောင်းရင်လူမှုအကျိုးပြုလုပ်ငန်းများကို စတင် လုပ်ကိုင်ပါတော့တယ်။မြန်မာမျိုးမှာရှိတဲ့ရက်ွက်အတီတီမှာဆင်းရဲနှွမ်းပါကြသောပြည်သူများကို အလူရှင်များနဲ့မိမိအပေါင်းအသင်းလူကိုယ်နိုင်တိုင်းဝိုင်းများအားချိတ်ဆက်ပြီးရက်ွက်တစ်ခုချင်းစီအားကိုယ်တိုင်နေမြေတို့ဆင်းသက်ကအမှန်တကယ်ဆင်းဆင်းရဲနှွမ်းပါသောအိမ်တော်သူဆင်းများကောက်ယူပြီးဆန်စီစာကြက်ဦးနဲ့စီဝါ အာဟာရဖြစ်စေနိုင်သည့်ရိတ်ခါများကိုမျှဝေခြင်းဖြင့်ပရိဒါလောကသို့ခြေဆုံးပြစ်ဝင်ခဲ့လိုက်ပါတယ်။2020ခုနှစ်မှာကုသကြီးလူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် တင်ထားခဲ့သောကုသကြီးရဲ့ခံယူချက်တစ်ခုအားဖတ်မိခဲ့ရတွင်မနဲ့ဖန်ဟုဆိုရသောကျွန်ုပ်၏အနာဂတ်အချိန်တွေတိုင်းပြုမှုလုပ်ကံရသောတာဝန်များတွင် စေရနာပြေဝစွာထား၍၎င်းတက်ရှိတရဝါတိုင်းအပေါ်ဂယုနာနှင့်လူတိုင်းထားနိုင်ကြလာသောမုဒိတာတရားရှေ့ထားကကိုယ်တိုင်းဤကြရက်တည်၍ပတ်ဝန်းကျင် အားထိခိုက်မှုကင်းမဲ့စွာ လုတ်ချင်ရလုတ်၍ဖြတ်တမ်းမည်ဖြစ်ကြောင်းဆိုပြီးကိုတကြီးရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့စာကြောင်းလေးအရအများကြီးအကဲခတ်စရာတွေလည်းရှိခဲ့ပြန်ပါသေးတယ်။အာဟာရဒါနဖြန့်ဝေနေသည်နဲ့တပြိုင်နက်ကျွန်တော်တို့မြေပေါ်သို့ ကိုဗစ် -19 ကူးစက်ရောဂါကျရောက်လာပြီဟုသိရတဲ့နေ့တစ်ပိုင်းနဲ့နေမြန်မာရှိတဲ့ပရိဒါအဖွဲ့များမြန်မာ KIA အတွင်းမှာရှိကြတဲ့ပရိဒါအဖွဲ့များအခြားမျိုးနယ်များတို့ PP များကြိုတင်ဖြန့်ဝေခြင်းဖိရှိများလူဒန်းခြင်းစာကြည့်ကဲစ်နဲ့မက်စ်များအားဈေးများဈေးယုံများလူများသောနေရာများတို့လိုက်လံဝေငှကုသိုလ်လုပ်ခြင်းများကို မြင့်ကြံလာရေးကူညီမှုတင်းတဲ့တူ လုံးဆောင်ခဲ့လိုက်ပါတယ်။မြင်းကြံမျိုးတို့ကိုဗစ် -19 ကူးစက်ရောဂါစတင်ဝင်ရောက်လာပါတော့တယ်။အဲဒီချိန်မှစပြီးကိုတကြီးဟာမိမိအိမ်မှာအဝတ်တထည်ကိုတစ်ခုပြန်ထွက်လာခဲ့ရင်ကိုဗစ် -19 ကူးစက်ရောဂါရရှိခဲ့သော positive လူနာများအားဆေးရုံကြီးသို့ပို့ဆောင်ခြင်းတန်တရားလူနာများအားလည်းဆက်ဆက်ခေါ်ယူပြီး quarantine center တို့ပို့ဆောင်ခြင်းများနေမအားညမနာဆက်လက်ကူညီပေးခဲ့ပါတယ်။ထိုမှာတစ်ဆင့်မြင်းကြံမျိုးဟာ လော့ဒေါင်းချထားသောအခြေအနေတစ်ခုနဲ့ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။အဲ့ဒီအခြေအနေမှာရင်းကြံမြို့မှာစေဝါများဝယ်ယူရန် အခက်အခဲများစွာလည်းရှိနေခဲ့ပါတယ်။ဒီအခက်အခဲကိုဖြေရှင်းနိုင်ရန်မိမိယုံမှအကြီးအကဲများနဲ့တိုင်ပင်ပြီးမန္တလေးမြို့တော်သို့ဝယ်ယူလိုသောပြည်သူများထံမှစည်ရင်းများကောက်ယူပြီးကိုယ်တိုင်ကိုယ်ကျတွားရောက်ဝယ်ယူကပြည်သူလိုအပ်နေသောစေဝါများအားပြန်လည်ဝယ်ယူဝင်ကကူညီခြင်းဖြင့် အထောက်ကူပြုမှုဟာလည်းအင်မတန်ထီရောက်စေခဲ့ပါသေးတယ်။အဲ့နောက်မှာတော့ဗျံကူးဆက်ခဲ့ပြီးအများများပြားလာတဲ့လူနာတွေတည်ဆုံးခဲ့ကြတော့ positive လူနာတွေဟာညာဘက်မှာအထိလုံတိုင်းကိုမိစလိုက်များထွန်းတင်းကြူခဲ့ရတဲ့အခြေအနေမျိုးထိဆိုးဝါးသောကြောင်းမွက်ပွဲအနိဋာယုံတွေကိုရှင်းဆိုင်ဖြတ်တန်းရင်ကူညီခဲ့ပါတယ်။ခုနောက်မှာတော့စိတ်မကောင်းခြင်းများစွာရှိခဲ့ပြီး covid-19 ကြောင့်ပွေလွန်သွားကြတဲ့ တူးတယောက်ချင်းစီအားဗုဒ္ဓဘာသာတို့ရဲ့ဒလီထုံတန်းအရာတရဏဂုံတင်နိုင်ရန်နိစ္စရာဘုန်းတော်ကြီးเจ้าမှာတန်ဃာတော်များပြဆောင်ပြီးရေးဇက်တွန်းချမျှဝေနိုင်ရန်လဲကူညီပေးခဲ့ပါတယ်